ကားအဟောင်းတွေကိုပြန်ပြင်ပြီးရောင်းတာမဟုတ်ဘဲဘသူကမှဂျင်းမထဲ့ဘူးကြောင့်အမခံလိုက်တဲ့ဒုံဒုံလေးအလုံးမင်းမင်္ဂလာပေါင်းဗမစ်စနောင်းကနေကျဆွလိုက်ပါတယ်ဒုံဒုံလေးဟာအသက်30ကျော်ရွယ်မောင်ရွှေဆိုင်ခုနှစ်ဆိုင်အိမ်ချမ်းမြေလုပ်ငန်းကားလုပ်ငန်းတွေကိုပိုင်ဆိုင်ထားတဲ့အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်ကလမ်းမေးမှာအထယ်ရီကိုရောင်းခဲ့ရတဲ့ဒုံဒုံလေးကအခုတော့အောင်မြင်ပျော်ရွှင်နေပြီးကားလော့ကတွေကိုဝင်ရောက်လာခဲ့သူပေါင်းဒုံဒုံလေးရဲ့ကားတွေကိုလူဝင်နေရတဲ့အထိရောင်းကောင်းနေပြီးသူ့ကိုယုံကြည်အားကိုးသူတွေအများကြီးအကြောင်းကိုလည်းပြသတတ်သူဖြစ်ပါတယ် ားတွေကိုအခုပဲ post တင်အခုပဲရောင်းထက်တဲ့အထိလဝဲသူတွေများပဲမဲ့လဲတဖက်မှာတော့ဒေါန်းဒေါန်းလေးကကားအစုပ်တွေကိုပြန်ပြင်ပြီးတော့ရောင်းနေတယ်လို့ဆွဆွဲခံနေရပါတယ်စတုံးပဲရေဒုံးရွှေတွေကိုအရေးကြစနစ်နဲ့စတင်ရောင်းရကနေဒုံးဒုံးလေးဆိုတဲ့နာမည်ဖြစ်လာခဲ့ပြီးတော့ဆွေမျိုးတော်သွားပြီရွှေမျိုးတော်သွားပြီဆိုတဲ့ဇာတ်ကားကတော့ဒုံးဒုံးလေးရဲ့လက်သုံးစကားဖြစ်ပါတယ် တုံတုံလေးဟာမိဘရဲ့ပံပိုးမှုမပါဘဲရွှေဆိုင်လေးကိုခုနှစ်ဆိုင်ဖြန့်ထားပြီး73ဘဲရီရွှေရောင်းချောင်းကိုအမှန်တိုင်းပြောထားပါတယ်။ရွှေလောကကနေမြေလောကတွေကိုလည်းဝင်လာခဲ့ပြီးအခုဆိုရင်တော့ကားလောကတွေကိုပါရောက်လာခဲ့တဲ့သူပါ။တုံတုံလေးရဲ့ခြံဝန်းထဲမှာကားတွေကိုတန်းစီထားပြီးအလဲထပ်လုချင်တဲ့သူ၊ဝဲချင်တဲ့သူ၊ရောင်းချင်တဲ့သူတွေကတန်းစီနေတယ်လို့ဆိုပါတယ်။ကားတွေကိုအွန်လိုင်းပေါ်ကနေရောင်းနေပေမဲ့တုံတုံလေးကိုယုံကြည်တာကြောင့်ရဝေးကနေတကူတကလာဝဲသူတွေလည်းရှိပါတယ်။ ဒေါနုံလေးကကားရီကိုအရန်ရောင်းရပေမဲ့တဖက်မှာတော့သူရောင်းတဲ့ကားရီကအဆုတ်တွေဖြစ်ပြီးပြန်ပြင်းရောင်းတာဖြစ်ကြောင်းကားလော့ကရဲကဆရာရီကပြောလာကြတာပေါ့သူရောင်းတဲ့ကားတစ်စီးကပြန်ပြင်းထားတဲ့ကားဖြစ်နေပြီးဈေးတင်ရောင်းနေတာဖြစ်လို့ရောင်းမဝယ်မမဖြစ်အောင်ပြောနေကြပါတယ်ဒါပေမဲ့ဒေါနုံလေးကတော့လက်မခံဘဲသူရောင်းတဲ့ကားဟာစိတ်ချရတဲ့ကားဖြစ်ကြောင်းကိုရှင်းလင်းလာခဲ့တာပေါ့ကားနဲ့ပတ်သက်ရင်အရန်ခန်းစားခဲ့ရတဲ့ဒေါ်နော်လေးကသူ့လိုမျက်နှာမငယ်ရအောင်ကားလုံးကနေဝင်လာပြီးလူတိုင်းကားစီးနိုင်အောင်ရောင်းနေတာဖြစ်တယ်လို့ဆိုပါတယ် ကားယောင်ပင်မဲ့လည်းမမြတ်ဖဲရှုံးတာရှုံးနေပြီးရေချစ်ရက်တီကျနာကြောင့်ဒီအလုတ်ကလောက်ကန်နေတဲ့သူပေါင်းမိမသားတယောက်ကားလောက်ကရဲကိုဝင်ရောက်လာတာကကားလောက်ကရဲကယောက်ျားတွေကကြောက်နေကြတာလားဆိုပြီးတော့ဒုံဒုံလေးကဒေါသထွက်နေပါတယ်ဒုံဒုံလေးကဘသူကမှမကြောက်လို့ဒီနေရာထိရောက်လာပြီးသူ့ဘဝမှာဘသူကမှဂျင်းထည့်ပြီးတော့ရောင်းတာမဟုတ်ကြောင်းရှင်းလင်းထားပါတယ် ရွှေကိုလည်း73ပဲရေဆိုပြီးကြိုတင်ပြောရောင်းလာကြအောင်လိန်ရောင်းတာမဟုတ်ဘဲအချိန်ကြာလာရင်အယောင်ပြဲသွားတာကလည်းမထူးဆန်းတဲ့အကြောင်းကာလောကမှာလည်းဒုံဒုံလေးခြင်းမထဲတဲ့အကြောင်းကိုအပေါင်းအရင်တန်တန်နဲ့ရှင်းလင်းထားပါတယ်ဒုံလုံးလေးကဈေးရောက်တဲ့နေရာမှာလဲတောင်းစီးပွားရေးမှာလဲထမြက်နေုံသာမကမျက်နှာအမူအရာကပါပိုင်နိုင်လို့ရုပ်ရှင်မင်းသမီးလှုပ်ဖို့တောင်တိုက်တွန်းနေကြပါတယ် ဒနော်လီကတော့ကာလောကကယောက်ျားသားတွေဟာသူ့ကိုမနာလိုတာကြောင့်တိုက်ခိုက်တယ်လို့ပဲထင်နေပြီးဒီထမကအောင်မြင်အောင်စူးစမ်းတော့မှာပေါ့သူစူးစမ်းနေတာတွေကသူချမ်းသာဖို့ထက်တနိုင်ငံလုံးကလူတွေကားစီးနိုင်အောင်ရွှေဝတ်နိုင်အောင်မြေကွက်တွေပိုင်ဆိုင်နိုင်အောင်အရှုံးခံပြီးလုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်ဆရာဝန်ဖြစ်ချင်းပေမဲ့မဖြစ်လာခဲ့တဲ့ဒနော်လီကစီးပွားရေးလောကမှာတော့နေပဲဆုံးလင်းနေပြီဖြစ်ကောင်းနောက်ထပ်လုပ်ငန်းတွေကိုလည်းတိုးချဲ့သွားမှာဖြစ်ပါတယ်ဒနော်လီကလူလောကကိုတာမန်နီးနဲ့ရောက်လာတာမဟုတ်ဘဲအမေကသစ္စာဆိုပြီးမွေးမှထွက်လာသူဖြစ်လို့ ထူးခြားမှုတွေနဲ့ဖြစ်နေသူအဖြစ်ယုံကြည်ထားသူလည်းဖြစ်ပါတယ်။ကားတွေကိုပြန်ပြင်ပြီးတော့ရောင်းနေဆိုကသတင်းထွက်နေတဲ့ဒွန်ဒွန်လေးအပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းခေါမမဖျက်ပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျွန်မတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။